မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာရဲ့မိတ်ဆွေအားလုံးဆရာကဒီနေ့မှာတော့2025ခုနှစ်6လပိုင်းဇွန်လတလတာအင်္ဂါသသမိတွေအတွက်ရှောင်းရံဆောင်းရံအတွက်ကန်ဂျီမာဟောစရံကိုဆရာဟောကြားပြီးမှဖြစ်တဲ့အတွက်အင်္ဂါသသမိမိတ်ဆွေတွေအားလုံးအဆဆအရာရာဥစွာပထမဘေးပရာတွေဝေးကွာလို့အဆင်ပြေကြပါစေကြောင်းဆရာကဒီကနေ့မေတ္တာပို့ထောပနာပြုဆုတောင်းပေးတတ်လိုက်ပါတယ်ခင်ဗျဒီ2025ခုနှစ်6လပိုင်းအတွင်းမှာအင်္ဂါသသမိမိတ်ဆွေများအဖို့မိတ်ဆွေတို့ရဲ့ အဲလက်ရှိယင်ထဲမှာမိမိရဲ့အဲပြီးခဲ့ပြီးသားအမှားတွေဖြစ်ခဲ့ပြီးသားအမှားတွေကို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 တန်ရရတွေဝင်နေတာမျိုးငါလုံးမလုံးနိုင်ရဲ့လားလုပ်ငန်းတစ်ခုခုအလုပ်တစ်ခုခုလည်းကိုချစ်ဆက်လျှောက်ရမယ်အနာဂတ်နဲ့ပတ်သက်လို့မဖြစ်ပေါ်လာပြီးတော့ကိစ္စတွေမှာငါလုံးမလုံးနိုင်ပါမလားငါတိကျပို့ပြီးတော့စူးစမ်းရရမှာဆိုတဲ့အတွေးမျိုးတွေများစွာဖြစ်ပေါ်နေပြီးတော့အဲကိုကိုကိုယုံကြည်ချက်ရည်မှန်းချက်တွေပျောက်ဆုံးနေတာမျိုးအတွေးတွေလွန်နေတတ်တော့လားဖြစ်တယ်အဲဒါကြောင့်မလို့အတွေးများများမလွန်ပါနဲ့ မိတ်ဆွေတို့အနေနဲ့အဲစိတ်ထဲမှာဘာဖို့ဖြစ်ဖြစ်တယောက်တည်းအင်္ဂါသသမိတတော်များများကအတွေးခေါ်နဲ့ပတ်သက်ပြီးတော့တယောက်တည်းနေတတ်တာများပြီးတော့တွေးတတ်တဲ့မိတ်ဆွေများဖြစ်တဲ့အတွက်အတွေးတွေကိုမိမိနေနဲ့ကိုတယောက်တည်းတွေးတာထက်အများဖို့လဲချပြပါပြီးတဲ့အခါအကြံဉာဏ်အကူအညီရယူပါလွှဲလျှော်မှုတွေရှိနေတဲ့အခါမှာကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့ဒီရ2025လောက်လာပိုင်းပြီးမှအင်္ဂါသသမိတွေတတော်များများအနည်းငယ်လေးကျမ်းမာရေး အဓိကအားဖြင့်အာရောညံပရမလာပိုင်းဆိုတဲ့အတိုင်းဂျမ်းမာကြီးပုံမူဂယူဆိုင်မိတင့်တော်လာဖြစ်ပြီးတော့ဂျမ်းမာကြီးနဲ့ပတ်သက်လာလို့ရှိရင်အနေငယ်ရှူချာတာမျိုးဘာဖြစ်လို့ဖြစ်မှန်းမသိတာမျိုးရာသီအပူပြောင်းကာလာလေးတွေအောင်ဂျမ်းမာကြီးကဝုန်းနာကိုက်တယ်လို့လို့ဒီနာကခဲတယ်လို့လို့ဘာဖြစ်လို့ဖြစ်မှန်းမသိတာမျိုးတွေဂျမ်းမာကြီးနဲ့ပတ်သက်မိတ်ဆွေတို့အနေနဲ့ဖျက်တတ်တဲ့အတွက်ဒီလက်ဟာဂျမ်းမာကြီးနဲ့ပတ်သက်ရင် အဲတာမန်ထက်တော့ပုံမပြူးစားရမယ်အစိုးဝါကြီးတော့မဟုတ်ဘူးဒါပေမဲ့ဘာဖြစ်လို့ဖြစ်မှန်းမသိကြမှာရအစင်းမင်းနဲ့ပတ်သက်တာမျိုးတွေစီးနဲ့ပတ်သက်တာမျိုးတွေငကိုကယောဂအဟောင်းတွေကိုပဲဖြစ်ဖြစ်အစ်စ်တွေကိုပဲဖြစ်ဖြစ်အဲကျမကြီးနဲ့ပတ်သက်ညံ့တတ်တဲ့အတွက်ဒီလဟာကျမကြီးလွန်စွာဂယူဆိုင်တတိထားတင်တော့လာဖြစ်ပါတယ်ကောင်းပြီငွေကြီးငွေကြီးနဲ့ပတ်သက်ရင်တော့ဘာမှခက်ခက်ခက်ခဲမရှိဘူးငွေကြီးနဲ့ပတ်သက်ရင်ငကိုကလှုပ်ခဲထားသောကိစ္စရရှိရရှိတဲ့ငွေတွေငွေကြီးနဲ့ပတ်သက်လာရင်ဝင်လာတတ်တယ်လို့လက်လွန်ထားတဲ့ငွေကြီးတွေမှာ ရဲရဲဝံ့ဝံ့တောင်းမှာပြောဆိုပါလုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့ငွေကြီးကံဟာရရှိတတ်တယ်။ဒါအပြင်မမြင်ရသောပဋ္ဌာန်းဆက်ပုပ်ကူဇက်တွေရဲ့အကူအညီအထောက်အကူလေးတွေကြောင့်ငွေကြီးတွေလုံးနေရင်းနဲ့ဝင်လာတာမျိုးတွေသို့မဟုတ်လို့ရှိရင်ကိုယ်ငွေမဟုတ်ဘဲနဲ့အများကြီးကင်ရတာမျိုးတွေငွေကြီးနဲ့ပတ်သက်ရင်ကြုံရတတ်တဲ့အတွက်ငွေကံဟာဒီလဟာအင်္ဂါတွေအတွက်ငွေကံဟာအင်မတန်ထွန်းတောက်ပြီးတော့အောင်မြင်နေတဲ့အတွက်ကြံစီသမျှဘလောက်ပဲခက်ခဲကြက်တဲစီကမှုငွေကြီးနဲ့ပတ်သက်ရင်အခက်အခဲရှိရင်တော့ခဏပဲပြန်အစဉ်ပြေမဲ့လား ပြန်ကိုကျင်းတည်ပါမကြဘူးငွေကြီးနဲ့ပတ်သက်လာဘလောက်ပဲခက်ခဲစီကမှုအပြေရှာတွေ့မဲ့လာဖြစ်တဲ့အတိုင်းလာဖြစ်တဲ့နိုင်ငံခြားခရီးသွားကိစ္စလေးခြေတို့ဆောင်ရလုပ်ဆောင်မှာ passport လုပ်ငန်းဆိုင်ရာကိစ္စလေးခြေတို့ဆောင်ရလုပ်ဆောင်မှာခရီးသွားဆိုင်ရာကိစ္စလေးခြေတို့ဆောင်ရလုပ်ဆောင်လို့ကောင်းတယ် passport လုပ်ငန်း visa လုပ်ငန်းနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာတွေပြည်ပပြည်တွင်းနဲ့ပတ်သက်တာတွေခရီးသွားဆိုင်ရာလုပ်ငန်းတွေဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်စေဝါဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်ဒါအပြင်အထည်လိတ်လုပ်ငန်းတွေ TT ဖက်တန်တွတ် တဲ့ပြောင်းအဆရှိတဲ့နတ်စိုက်ပျိုးသီးနဲ့အဆရှိတဲ့အရာလေးဒီမှာရှေ့တို့ဆောင်ရလှုပ်ဆောင်မှာဓာတ်ဆီးတို့ဒီဇယ်တို့အဆရှိတဲ့အရာလေးတွေအွန်လိုင်းတို့ဆိုရှယ်မီဒီယာတို့နဲ့ပတ်သက်တာလေးအများအဖွဲ့အစည်းနဲ့ပတ်သက်ပြီးတော့တိုးချဲ့လှုပ်ဆောင်ရင်အားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်တော့လာဖြစ်တယ်လုပ်ငန်းရသူအလုံးနဲ့ပတ်သက်လာရင်အသစ်စတင်လဲအလုပ်တွေမှာဆိုရင်တော့အားနည်းစေတယ်ဖြစ်နိုင်ရင်လုပ်ငန်းဟောင်းကိုတိုးချဲ့လှုပ်ဆောင်တာပိုကောင်းတယ်လို့လက်ရှိမှာလုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်အဲကိုကိုတိုင်းတဦးတည်းတစ်ယောက်တည်းဖြစ်စီ ဆက်တူဆွေမျိုးသားချင်းတွေနဲ့ပတ်သက်လို့ဖြစ်စေအဆုခြေရာတွေနဲ့ပတ်သက်လို့ဖြစ်စေစတင်ရာအတွက်တော့များစွာသတိထားရမယ်လာဖြစ်တယ်ကိုကိုကိုလုပ်ငန်းနဲ့ပတ်သက်ရင်အလုံးဟန်းအကြီးကြီးကိုမျောလင့်ထားတယ်လို့ကြီးမန်းထားတယ်လို့အကြီးကြီးကိုဦးစီးဦးဆောင်ပြီးတော့ဖွင့်မယ်ဆိုတာမျိုးတွေဒီလဟာတော့အနှဲငယ်လေးအယုံကံရတတ်တယ်မအောင်မြင်ဘူးပြောတာမဟုတ်ဘူးယုံကံရတတ်တယ်လားဖြစ်တဲ့အတွက်တော့သတိပြုစင်မြင်ရတဲ့သတိထားရလိုအပ်ပါတယ်ဒါအပြင်အင်္ဂါသမီးမိတ်ဆွေတွေမိတ်ဆွေတို့ရဲ့ အဲကံဟာဒီလာတာတော့ဒီမှာဆိုရင်တော့အစမှာဘာကိုဖြစ်ဖြစ်အနှဲငယ်လေးစတိရုံးကံရတတ်တယ်အစလေးတစ်ချက်အဆုံးလေးတစ်ချက်မှာတော့မိတ်ဆွေတို့အနေနဲ့ဒါလေးတွေကိုတတိပြုစင်နေရအတွက်တော့လိုအပ်ပါတယ်အဲကြောင့်မိတ်ဆွေအင်္ဂါသာသမီးတွေကဒီလာဟာဘာကိုဖြစ်ဖြစ်သူများထက်ဇွဲကောရီမန်းချက်ကောရည်ရွယ်ချက်ကောတော့ကြီးရမယ်စတင်လုပ်တဲ့လုပ်ငန်းလေးတွေဆက်တူလုပ်တာလေးတွေလုပ်ငန်းတွေရင်းနှီးလုပ်တာမျိုးတွေကိုကိုယ်တိုင်ဥစည်းဥဆောင်လုပ်တဲ့လုပ်ငန်းလေးတွေမှာအားနည်းစီတယ်ယာရုလုပ်ငန်းအလုတ်ကင်အပြိုင်ဆိုင်နေကြားတဲ့ကနေပြီးတော့ အဲပထမတော့အပြန်ဆိုင်နေကြားထဲမှာဆိုကိုယ်ကိုလိုက်ပြိုင်တာမျိုးတွေဒါပေမဲ့ပြဿနာကိစ္စတွေကိုရှင်းရင်ရှင်းလေရှုပ်လေရှင်းလေရှုပ်လေဖြေရတတ်တဲ့အတွက် don't care ဘယ်ယူဆိုင်မနေနဲ့မိမိဟာမိမိလုပ်เสียရှိတဲ့အလုပ်ကိုလုပ်လောက်ခါမှာအောင်မြင်ပြီးတော့အမှန်တရားကအဖြေဟာတကယ်ကိုပြန်သူ့အတူပေါ်လာမယ်မဟုတ်လို့ရှိရင်ကိုကဇေဒနာတွေဝေဒနာဖြစ်ရတာမျိုးတွေအဲကိုကဒါလေးကိုကိစ္စလေးမှာအဆင်ပြေပါစေတော့ဆိုပြီးတော့ကိုကအာမခံပြီးလိုက်ခါမှာရင်းနေပေါ့အဆင်မပြေတာမျိုးတွေအမိပြရတာမျိုးတွေဒါမျိုးတွေတည်ထားရမယ်ကာလာဖြစ်တယ်ကိုကမဟုတ်လေလို့ပြောတာမျိုးတပုတ်လေလို့ပြောတာမျိုးတွေကိုရဲ့အဲစိတ်ကိုဆွတာမျိုးတွေကိုလုံးရုံးနေရင်းနေတိုင်းနေဝိုင်းနေအဲဟိုအာတီရဲ့ကင်ရဲ့ဆိုပြီးတော့ဟိုလက်တလုံးအလင်းစ လို့ဆုံးဖြတ်တာမျိုးလေးတွေမှာတော့စိတ်မတင်မကြတပိုင်းတစားလေးဖြစ်တတ်တဲ့အတွက်ဘာကိုဖြစ်ဖြစ်လော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 မဆုံးဖြတ်ပါနဲ့ဒေါသကိုစီတယ်မတင်ပါနဲ့ဆက်တူချုပ်ပြောရင်ဆက်တူလုပ်ငန်းတွေအဲဆက်တင်လုပ်တဲ့အလုပ်တွေအမိခံလုပ်တဲ့အလုပ်တွေထပ်ကိုကိုတိုင်းငဘောကလုတ်ပြီးတော့အဟောင်းရှိနေတဲ့အဟောင်းကိုပို့ပြီးတော့ကောင်းမွန်အောင်စူးစမ်းပြင်ဆင်ရင်ကောင်းသောကာလအပတ်တာကာလအပိုင်းခြားဖြစ်တယ်။ထို့အတူပဲအိမ်တော်ကြီးနဲ့ပတ်သက်လာရင်လည်းမိတ်ဆွေတို့အနေနဲ့ငဘောကအိမ်တော်ကြီးနဲ့ပတ်သက်လို့ရှိရင် broke အဲမိမိတို့အနေနဲ့ break ပစ်တာမျိုးထပ် နဂိုကနားလည်မှုလွဲနေတာမျိုးတုံးနဲ့တုံးတယောက်နဲ့တယောက်အိမ်ဆောင်ရေးမှဆိုလို့ရှိရင်လည်းနားလည်မှုလွဲနေတာမျိုးတွေကိုကိုကညှိနေနေတဲ့အဖြစ်ရှာပြီးတော့အဆင်ပြေအောင်စ조사တင့်ပြီးတော့အာတပင်လဲတပင်ထူကွာအဆင်မပြေနောက်တစ်ယောက်ဆိုတာမျိုးတွေကိုမဖြစ်စေဖို့လိုအပ်တယ်မိစေလိုအနေနဲ့စိတ်တိုင်းကြစရာလေးတွေဒါတိတက်ပို့ပြီးတော့ကံကအစ်စ်လဲအဆင်မပြေနိုင်တာမျိုးတွေဖြစ်ရတတ်တဲ့အတွက်အဲကိုအိမ်ကအဟောင်းကြီးကပဲဘူကောင်းပါတယ်လို့ဆရာကအကြံပေးလိုပါတယ်ဒါပြင်မိစေဒီလက်တာတော်အတွင်းမှာ အဲအကျိုးမပေးစီတော့အလုပ်တွေကိုဆက်လက်ပေါ်ပြပေးပါရစေ။သတိပြုစင်ရင်တင်ပါတယ်။ဒီလာတာတော့ဒီမှာရွှေဝင်တာမျိုးလေးအားနေပါတယ်။မိမိအိမ်ကိုညာအိမ်ညာနေလေးတွေအားနေပါတယ်။ဆက်တူလုပ်ငန်းတွေသတိပြုစင်ရပါမယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်မတိုင်းမကြဖြစ်ရတာမျိုးလေးတွေညီအစ်ကိုမောင်နှမနဲ့ကြားထဲမှာကိုစိတ်ညစ်စရာလေးတွေပေးတာမျိုးလေးတွေအဲမိမိရဲ့ပတ်ဝန်းကျင်မိတ်ဆွေညီအစ်ကိုဆွေမျိုးသားချင်းတွေကြားထဲမှာအချုပ်အနှောင်ကိန်းလေးတွေအပြတ်သဘောဆောင်တာမျိုးလေးတွေ တတိထားစေတတိင်းလေးတွေကြားရတတ်တယ်ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့တတိထားပါပြီးရခါအင်္ဂါနန်နေဖြစ်တဲ့စက်ပစ္စည်းနဲ့ပတ္တတာတွေအာဒီလိုမျိုးရတယ်စားတောက်ကုန်နဲ့ပတ္တတာတွေအာဆဆဆဆညဆိုအကုန်လုံးရှောင်လိုက်ပြဒီဒီရက်လာအတွင်းမှာနန်တူလေးတွေညံ့ပါတယ်ဘာဖို့ဖြစ်ဖြစ်အရေးကြီးတဲ့ကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာလေအင်္ဂါရက်တို့အင်္ဂါသာသမီတွေနဲ့ဆက်တူလောက်တာမျိုးတွေအားနေစီပြီးတော့အင်္ဂါအင်္ဂါချင်းဆိုရင်တော့ဒီလာဟာ အဲတမိသားများနေနေဆိုရင်တော့တော်တော်လေးတတိပြုစင်ကြီးရအတွက်တော့များစွာလိုအပ်ပြီးတော့တယောက်ကဒါဆိုတယောက်ကဟိုကဖြစ်ရတာမျိုးမျက်နှာရှင်းဆိုင်ပြဿနာတက်ရတာမျိုးတွေဂျုံဝတ်တက်တဲ့အတွက်ဘာကိုလှုပ်လို့အင်္ဂါနေတို့အင်္ဂါရက်တို့အင်္ဂါသားသမီးတို့အင်္ဂါအင်္ဂါနဲ့ပတ်သက်ပြီးတော့ရှေ့ဆက်ဆောင်ရွက်လှုပ်ဆောင်တာလေးကိုတတိပြုစင်ကြီးရအတွက်လိုအပ်တော်လာဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေအင်္ဂါသားသမီးမိတ်ဆွေများအနေနဲ့ဒီလာတာတော့ဒီမှာဆိုရင်အဲ မကောင်းတဲ့အတတ်ပညာတွေမိမိရဲ့လုပ်ငန်းနဲ့ပတ်သက်လို့လုပ်ငန်းသူအလုပ်ပြိုင်တွေကစုံအတတ်ပညာတွေမကောင်းတဲ့ပညာရက်တွေနဲ့ပြူစားခြင်းတိုက်ခိုက်ခြင်းမျိုးတွေဟိုတတိပြုစင်ရင်အတွက်လိုအပ်တယ်လို့တတိချားရန်အတွက်လည်းလိုအပ်ပါတယ်။ယာထုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ယာထုတိုးဖို့ယာထုတက်ဖို့အတွက်ဂျင်းတွေအထောက်ပြန်ထားပါ။ယာထုတိုးနိုင်တယ်ယာထုတက်နိုင်တယ်ယာထုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်တဆင့်တိုးတာမျိုးတွေနေရာထိုင်ခင်းအပြောင်းလဲနဲ့ပတ်သက်ပြီးရရှိတာမျိုးတွေအိုးအိမ်ရှမ်းပြီးမိယာလုပ်ငန်းနဲ့ပတ်သက်ရှေ့တိုးစာရလှုပ်ဆောင်ရင်အားသာရင်ကောင်းမွန်ခြင်းတွေများစွာတွေ့ရတတ်တယ်။ ငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်လည်းငွေကြီးကံအင်မတန်ကောင်းမွန်ပါတယ်ဘလောက်ပဲခက်ခဲစီပါမူအဲ ရဝေးခရီးကဆိုင်ရာကိစ္စလေးတွေမှာမဖြစ်မဖြစ်သွားရပြီးငွေဝင်လာတာမျိုးအခွင့်အလမ်းကောင်းနေကြုံရတာမျိုးတွေထူးထူးဆန်းဆန်းထူးထူးခြားခြားတဘာဝလုံးပြည့်ရလေးတွေအိမ်မက်အစမ်းတကျလေးတွေမှတ်တာမျိုးတွေဒီလိုမျိုးလေးတွေဘုရားစီရင်ကြောင်းတိမ်ပရဝံမျိုးတွေနဲ့ပတ်သက်ပြီးမှတ်တဲ့အခါအိမ်မက်ကောင်းကလေးအိမ်မက်ဆန်းကလေးတို့မဟုတ်အာယုံရတဲ့အခါမှာလမ်းကြုံတဲ့အခါမှာထီကန်ဆန်းလာမျိုးတွေဂျင်းတေပါအောင်လှုပ်တဲ့တော့လာဘူးတော့ဆရာကပြောရဲပါတယ်ခင်ဗျဒါအပြင်ရင်ဆက်ပစ္စည်းအသည့် ယင်းတို့စက်ပစ္စည်းတို့အတိတ်ဝင်တတ်ပါတယ်ဒီလိုဝင်လာတဲ့အခါမှာလည်းမိမိရဲ့မွေးနေ့ဖြစ်တဲ့အင်္ဂါနေ့တို့အင်္ဂါရက်တို့30ရက်တို့73ရက်တို့3ရက်နေ့တွေကိုတော့တတိထားစင်နေရတော့လိုအပ်ပြီးတော့အဲ့ဒီနေ့တွေရလွယ်ရင်ကြံတဲ့နေ့တွေမှာအဲ အဲဝင်လို့ရတယ်ဝင်မှာဘာမှမဖြစ်ပါဘူးစိုးရင်စရာဘာမှမတွေ့ပါဘူးသို့တော့အဲလူဝင်မတော်ဘူးလူဝင်မယ်ဆိုရင်ချွေထွက်ပြီးပါချွေဝင်မယ်ဝယ်မယ်ဆိုလို့ရှိရင်လည်းမိမိအိမ်မှာအင်္ဂါတဥတယောက်တစ်စုံတစ်ယောက်ရှိနေရင်ညာအိတ်ထွက်ပြီးပါဒါဆိုရင်ရပါတယ်သို့တော့တတိထားစင်နေရမှာတော့ဖြစ်နိုင်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့ဒီလတာတော်တွေမှာအဲဟိုဘယ်လိုပြောမလဲချွေနဲ့ပတ်သက်တာမျိုးလေးတွေမှာအဲလူယုံမလွယ်ပါနဲ့ပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့ ဟိုလက်တွေ့ကြကြခက်ပြက်ပြက်နဲ့ခက်ရှင်းရှင်းလေးပြောဆိုပါဘာကိုဖြစ်ဖြစ်အလင်းစလို့မလုပ်ပါနဲ့ဒါလေးရာတော့တင်ထားစီရပါဘို့အကျိုးပေးတာလေးဆက်လက်ဖော်ပြပေးပါစီအကျိုးပေးပါတယ် လုပ်ငန်းဟောင်းအလုပ်ဟောင်းနဲ့ပတ်သက်လို့ရှေ့လူဆောင်ရလုပ်ဆောင်မှာအကျိုးပေးပါတယ်။ခကြီးသွဲဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။ငါကောကဘာလို့လို့ခက်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 ကြမ်းကြမ်းကြမ်းရင်ဆိုင်နေရတဲ့အင်္ဂါသသမိတ်ဆွေတွေဒီလာဟာအခက်အခဲတွေကြားတဲ့ကနေပြီးတော့ကံဟာထူးထူးခြားခြားအများနဲ့မတူပဲထူးခြားပြီးကောင်းမွန်လာမယ့်ကာလဖြစ်တယ်။အထယ်လေးလုပ်ငန်းတွေဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေတန်းတုတ်တဲ့အဆရှိတဲ့လုပ်ငန်းတွေအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တာတွေဘာသာစကားသင်တန်းနဲ့ပတ်သက်တာတွေပြည်ပခကြီးသွဲနဲ့ပတ်သက်တာတွေ Passport Visa လုပ်ငန်းနဲ့ပတ်သက်တာတွေအကျိုးပေးတယ်။ထို့အပြင် အဖွဲစည်းအသင်းဖွဲ့နဲ့ပတ်သက်လို့ရှိရင်မိမိကိုယုံကြည်မှုတွေများစွာခံရသောကာလဖြစ်ပြီးတော့ငကိုကအိမ်အောင်ရှင်မဟာကိုတာသမီမိဟာရှိသူတွေတာသမီရတာမျိုးတွေငကိုကအိမ်အောင်ကြီးမှာတုံးနဲ့တူတယောက်နဲ့တယောက်ဝေးကွာနေသူတွေပြန်လည်နီးဆက်ရတာမျိုးတွေကြုံရတတ်တယ်လို့နေရာထိုင်ခြင်းအပြောင်းလဲလေးတွေအဲဖြစ်ရတာမျိုးလေးတွေကြုံရတတ်ပါတယ်ခင်ဗျာဒါအပြင်မင်းဆိုးရာစာအဲအကြီးအကဲထမြတ်သူတွေနားကနေပြီးတော့တစိုးလက်ဆောင်တွေပန်ထားတွေရရှိတာမျိုးတွေရရှိတတ်တယ်လို့အဲ ံကောင်းစီရလာဖြစ်ပါတယ်မိတ်ဆွေအင်္ဂါသာသမီးတွေကဒီလာတာတော်တွင်မှာဘာဖို့လှုပ်လှုပ်အမျိုးသမီးတဦးတယောက်အမေတို့မဟုတ်အမကတို့မဟုတ်မယ်တော်တို့မဟုတ်အဲဥမာဘောအမတို့မြန်နန်းနွယ်တို့ မားတိုင်ဆောမွန်လာအဆရှိတဲ့မေတော်တပါးပါအသူမအမေသူမအမားရိနာကအခုညရရှိတတ်တော့လာဖြစ်တဲ့အတွက်အခက်အခဲတစုံတရာရှင်းအောင်သူတို့ကိုတိုင်တယ်ရည်စုပြီးတော့မေတ္တာပို့ပြီးဆုတောင်းရင်တကယ်ကိုရရှိစေတဲ့အပတ်တာအခက်အခဲတွေဟာယူဖြစ်တယ်လို့ပြောက်ကင်းစေမယ်အပတ်တာဖြစ်ပါတယ်ခင်ဗျာလာဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့ဒီလာတာတော်တမှာအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်လှုပ်ဆောင်တဲ့အခါမှာယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးတော့လည်းယာရုတိုးတာမျိုးတွေမထင်မှတ်ပဲရောက်ရှိတတ်တယ်လို့အစဉ်ပြေနိုင်ပါတယ်မိတ်ဆွေတို့အလौရှာမိသူတွေမိမိရဲ့ပတ်ဝန်းကျင်မှာထက် နယ်ဝေးခရီးသွားတဲ့ပတ်သက်တာတွေဘာသာစကားသင်တဲ့အတချို့နေရာတွေလူမျိုးရှားတွေနဲ့ပတ်သက်ရင်အကူအညီတွေအထောက်အကူတွေရရှိတတ်သလိုယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးပြောင်းကျင်တဲ့ပါဆိုရင်တိတ်ပြီးတော့ရှေ့ရှေ့ဝေးစစအနေနဲ့ပြောင်းထလိုက်ပုံမကောင်းမှုပြီးတော့အခွင့်အလမ်းကောင်းတွေရရှိတတ်တော့လာဖြစ်တယ်ဒီလဟာအင်္ဂါတွေအတွက်ကျမ်းမာရေးလေးနည်းနည်းညံ့ပြီးတော့များများဖလုတ်လုတ်ချာချာဖြစ်မယ်လာဖြစ်တာလေဒီကြတယ်ပြောရတဲ့ထို့ပြင်မိတ်ဆွေတို့ဘာကိုလို့လူငယ်တွေအရှိရင်နဲ့ပတ်သက်လာတဲ့အခါမှာ ဖူးစာမပေါ်သူတွေတောင်ဖူးစာဘက်ပေါ်တာမျိုးတွေအဲချစ်သူကြီးစာရရှိတာမျိုးတွေမိမိတို့အနေနဲ့မိမိရဲ့ချစ်တော်မြန်လို့သောသူနာကနေပြီးတော့ဖြူးချာအဖြေပြန်ရတာမျိုးလေးတွေတုံ့ပြန်တတ်တယ်ငကိုကသတိကြီးစာများအနေနဲ့တယောက်နဲ့တယောက်တူနဲ့တူအိမ်ဆောင်ပြုရန်စိတ်ဆက်ရန်တိုင်ပင်ထားရင်တိတ်ပြီးချစ်ချစ်ဝေးလုံးနေနဲ့ခိုးစရာရှိရင်တော့ခိုးပါမြှောက်ပေးရစရာကနော်အဲတကယ်လို့အိမ်ဆောင်ပြုရန်စိတ်ဆက်ရန်လူကြီးမိဘတွေနဲ့တိုင်ပင်ရန်အတွက်အင်မတန်ကောင်းမွန်သောလာဖြစ်တယ်လို့မကြမီမှာလဲ ဟိုဝင်တော့မဖြစ်တဲ့အတွက်အိမ်အောင်ပြုစိတ်ဆက်ရံအတွက်တော့တိတ်ချေဝေးဝေးစဉ်းစားမနေပါနဲ့ငါကအိမ်အောင်ပြုမယ်ပြောလိုက်စဉ်းစားလိုက်အကြက်တဲလေးပေါ်လာဒါမျိုးလေးကြုံရတဲ့မိတ်ဆွေများကချေချေဝေးတိတ်စဉ်းစားမနေပါနဲ့ဒီကလာဟာဆုံးဖြတ်ချက်မမပါဘူးမင်္ဂလာရက်တော့ဆရာငင်သားလာပြီပေါ့ကောင်းပြီစားနော်ဂျူလို့ရတယ်သမီးစားများအနေနဲ့ငဘူကတုံးနဲ့ဒုတိယနဲ့တရားအဆက်အသွယ်ပြတ်နေသူတွေအောင်ပြန်လဲအဆက်အသွယ်ရရှိတတ်သောကာလဖြစ်တဲ့ဒါပေမဲ့စိတ်ရှည်ပြီးခံလမ်းကြောင်းမှန်ဆိုတာလေးကိုတော့မှတ်ထားပေးဖို့လိုအပ်ပါတယ် အိမ်တော်ရှင်များဖို့ကတော့ဘာမှခက်ခက်ခက်ခဲမရှိဘူးခက်ခက်ခက်ခဲရှိလာစရာရှိလို့ရှိရင်နံပါတ်1တစ်ချက်ကတော့ဘာလဲဆိုတော့အိမ်တော်ကြီးမှာဆိုရင်တယောက်နဲ့တယောက်တူးနဲ့တူးအဲဆွနာလို့ပေါ့ဘာမှမဟုတ်တဲ့ကိစ္စကလေးညာနဲ့ကတိတာမျိုးလေးတွေစကားတယောက်နဲ့တယောက်တူးနဲ့တူးဘူးပေါက်ကြတာလို့ရင်ကျန်တာဘာမှမရှိဘူးချီချီဝူးဝေးရှဲ့ဟောပါရင်အိမ်တော်ကြီးမှာဆိုရင်တော့တယောက်နဲ့တယောက်ကြာလီကြာလီမေတ္တာဝေးတာလို့ရင်ကျန်တာဘာမှဆူဆူဝါမရှိပါဘူးခင်ဗျအဲ ဒါလေးပါပဲငကူကမိတ်ဆွေတို့အနေနဲ့စကားနိုင်ကြတာမျိုးလေးတွေစကားပြောဆိုနဲ့ပတ်သက်ပြီးဆင်ခြင်ပေးပါဘာကိုဖြစ်ဖြစ်ကြိုမပြောပါနဲ့ကြိုပြောရင်ပြတ်တယ်ဒါပေမဲ့ကြိုပြောတာဆိုတာကကြိမ်ဝါတာမလို့အဖက်ကြိုပြောတာမျိုးမဟုတ်ပဲနဲ့လူကြီးမိပါဆရာသမားတွေနာတိုင်မြင်အောင်မြင်ချင်းတုတ်တက်ရှင်တွေရရှိပါလိမ့်မယ်ဘာကိုလှုပ်လှုပ်မိတ်ဆွေဒီလက်တာတော်တွေမှာတနင်္လာသာသမီဂျာစာပရိသသမီတွေရဲ့အကူအညီနဲ့အကြံစီကိုရယူပြီးတော့လှုပ်ဆောင်ရင်အောင်မြင်နိုင်ပါတယ်ဒါအပြင်မိတ်ဆွေတို့ရဲ့ကံဟာ25 26 ပရိယပြန်21ရက်အနည်းကြော်ရင်မိတ်ဆွေတို့ရဲ့ကံဟာပို့ပြီးတော့အကောင်းပံမှာရောက်ရှိနေနိုင်ပါတယ်ခမရဒီကံဆန်းလို့လည်းကောင်းပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာတနင်္လာသာသမီကြာသာပရိသသမီတွေနဲ့တွဲဖက်လုပ်တာမျိုးအချိုးပေးတော့ခဏအခရာအနေနဲ့နှစ်ကဏ္ဍခုနှစ်ကဏ္ဍကိုးကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီပါတယ်အချိုးပေးစီတော့အယောင်ဟာတော့အသားရောင်တို့နော်မိတ်ဆွေတို့အနေနဲ့ပန်းရောင်တို့အဲ စင်ဆွဲရောင်တို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့တန်ကောင်းစီပါတယ်အကျိုးပေးစီသောအရာဟာအရှိရဖြစ်ပြီးစန်တီယာရက်ကတော့မြောက်ဆူဆူရက်ဖြစ်ပါတယ်အရေးကြီးသောကိစ္စလုပ်ငန်းဆောင်တာတွေကိုလှုပ်ဆောင်တဲ့အခါမှာ မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်မိမိရဲ့လူရမှုကိစ္စပြောဆိုတဲ့အခါမှာအောင်မြင်တိုးတက်စေရန်အတွက်ဆိုမိမိအိမ်ကမထွက်မီလက်ဖွားသုံးချက်လက်ခုပ်သုံးချက်တီးပြီးတော့ဟေးလို့ရည်မြန်းပြီးတော့ဟေးတို့မဟုတ်ဟာဆိုပြီးတော့တောက်ကြနန်လေးနဲ့လက်ခုပ်သုံးချက်တီးပြီးတော့ဂျိန်ဝါသွားပါအောင်မြင်ချင်းတိုးတက်ခြင်းတွေရရှိစေမယ့်အပတ္တကာလအပိုင်းခြားဖြစ်ပါတယ်လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေမှာအဲ တတိပြတ်မှာကြောက်ရင်သဘင်လေးကင်ပြီးပြောတာမျိုးသို့မဟုတ်လို့ရှိရင်တော့အဲခေါင်းလေးတက်ပြီးပြောတာမျိုးဟာပို့ပြီးတော့အားသာကောင်းမှုတိုးတက်ပြီးတော့အထောက်အကူဖြစ်စေတာအတေချာပဲဖြစ်ပါလေခင်ဗျာတတိထားစင်ကြင်ရမယ့်အချက်ကလေးကတော့ဘာကိုလှုပ်လို့အင်္ဂါနန်တူချင်းညံ့နေအင်္ဂါနေ့တို့အင်္ဂါရက်တို့မှာတတိထားစင်ကြင်ပြီးဖို့လိုအပ်ကြောင်းနဲ့အရှိတောင်းတောင်းရတောင်းခီးထွက်ရန်မတင်ကြောင်းဆရာကထားလောင်းပြောကြလိုက်ပါစီဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီအပတ်တာကာလအတိုင်းတာအတွင်းမှာဆိုရင်တော့အဖြစ်နိုင်လို့ရှိရင်မိမိအိမ်အတွင်းမှာစစ်ပစ္စည်းအဆုတ်တွေအဟောင်းတွေ ်ချစ်လို့ရှိရင်စွန့်ပြီးပါအသစ်ဝင်လာဖို့အတွက်အခွင့်အလမ်းကောင်းတွေအများစွာရရှိတတ်ပါတယ်ခင်ဗျာ